ဟယ်လို Manchester United ပြည်သူများအားလုံးပဲမင်္ဂလာပါ။ဘာမှားနေလဲ။ကျွန်တော် Manchester United အသင်းကဘာတွေမှားနေလဲ။ငါဘာများမှားလို့လဲ။ဘာများမှားလို့လဲ။အဲ့တော့ကျွန်တော်တို့အဝေးကမှတောကန်ခဲ့တဲ့ Brentford အသင်းကိုနော်ရုပ်ပြက်ဆင်းပြဲနဲ့ရှုံးပြီးတော့ပြန်လာခဲ့ရတယ်။ဘာမှားလို့လဲ။ မန်ချက်စတာဒါဘီကိုလည်းရုပ်ပြက်ဆင်းပြက်နဲ့ခြုံပြီးတော့ပြန်လာခဲ့ရတယ်အဘာမြမလို့လဲအာဆနေသင်းကိုစောစောစီစီခြုံပြီးတော့ပြန်လာခဲ့ရတယ်ဘာမြမလို့လဲအဲ့တော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းအခုဘောလုံးရာသီ2020 2020လောက်ဒီဘောလုံးရည်မှာပရီးမီးယားလိထဲကိုပဲပြောကြည့်အောင်ဗျာပရီးမီးယားလိထဲမှာကျွန်တော်တို့6ပွဲကန်3ပွဲရှုံးလာတယ်2ပွဲနိုင်1ပွဲတည်အဲ့တော့နီဗီယာအမ်မိုရီနဲ့ဂျီမန်ချက်စတာယူနိုက်တက်ကဘာတွေမှားနေလဲဆိုတာကိုကျွန်တော်နဲ့အတူနည်းနည်းလေးဆွေးနွေးကြကြမယ်ပေါ့ဗျာအဲ့တော့ ဒါကျွန်တော်တူတယောက်ရဲ့အမြင်ကိုပြောရမယ်ဆိုလို့ချင်းကျွန်တော်တို့ Manchester United အသင်းမှာပြီးခဲ့တဲ့ရာသီတုန်းကနော်ရာသီတုန်းကခေါ်ခဲ့တဲ့ကစားသမားအသစ်တွေပေါ့ဗျာကစားသမားအသစ်တွေကတော့တိုက်စီပိုင်းဆိုင်ရာကိုနော်တိုက်စီပိုင်းဆိုင်ရာကိုဒါတိုက်စစ်ကဂိုးမရဘူးဆိုပြီးတော့တိုက်စစ်ကအဲဒီတုန်းကဆို White Line ရှိတယ် White Line ကဂိုးမရဘူးတိုက်စစ်မှာဆော့နေတဲ့ကျွန်တော်တို့အရင်တုန်းကဆော့ခဲ့တဲ့ခန္ဓာရှူတို့နော်ဒီဘက်ရှမ်းကဆော့ခဲ့တဲ့ကျွန်တော်တို့ အာမက်ဒီယာလူတို့နာကိုမရဘူးဘရူနိုဖာနက်ဒက်တို့ရဲ့တိုက်ရှိကအားနေတယ်ဆိုပြီးတော့ကျွန်တော်တို့မာတီးယားကုညာနဲ့အန်မူမူဗီတာမင်ချက်စကိုပါခေါ်ဖြစ်ပေးလိုက်သေးတယ်အဲ့တော့အခုကိုရလားဆိုတော့ကိုရလားအခုကိုရလားကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းရရှိထားတဲ့ရမက်ခွနမက်ကဟာလန်ရဲ့တွင်ကိုလောက်မရှိဘူး ဟာလဲရဟာလဲပရီးမီးယားလီဂ်ထဲမှာ twin ကိုအဲ့တဲ့ပုံများနေပြီခုနော်အဲ့တော့အဲ့စစ်ကလှုပ်ပြေးလာကျွန်တော်တို့ Manchester United အသင်းကဒါဘာများမှားလို့လဲအဲ့ဒါတွေမှားနေတာအဲ့ဒါမှားနေတာပဲကျွန်တော်အမြင်လက်ရှိမြင်တွေ့နေရတော့အဲ့ဒါမှားတာပဲနော်အသင်းတစ်သင်းမှာအဓိကကြားတဲ့နောက်တိုင်းနဲ့ကွင်းလေးကိုအရင်ဥဆုံး လောက်ရမယ်ကိစ္စကိုမလုပ်ပေးနဲ့တိုင်ကိုရဖို့ကိုရဖို့ကိုရပြီးချုံးလိုက်ဘာလို့မှတော့ကိုမပေးရဖို့ကိုအသင်ကစားဖို့ကောင်းဖို့เนาะအဲ့ရအတွက်ကိုမလုပ်ခဲပေးနဲ့ဒီတိုက်စစ်တိုက်စစ်ရှိတဲ့တိုက်စစ်တွေကိုရောင်းပြစ်ပြီးတော့ဒီတိုက်စစ်ကိုဖြစ်ခဲ့တဲ့ရလက်ဆိုကအခုဘာဖြစ်နေလဲကျွန်တော် message တိုင်းနဲ့တက် twin ထားတဲ့ twin ကိုကိုမပြောဘူးเนาะ ရထားတဲ့ရမက်ကျွန်တော်တို့မိတ်ဆက်တိုင်းနဲ့တက်တင်6ပွဲကန်ပြီးရထားတဲ့ရမက်ကဟာလန်တယောက်ရဲ့ twin goal နဲ့မညီဘူးဟာလန်တယောက်ရဲ့ twin goal လောက်မရှိဘူးဘယ်မှလဲတိုက်ရှိအဲ့တော့အကောင်လုံးတိနေအကောင်လုံးတိပြီးသားအကောင်လုံးမြင်ပြီးသားပြီးတော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့ဒီနှစ်ရာတဲ့အဓိကကြတဲ့အာနေချက်ကွင်းလေကို ဒီဆောင်းရသည်အတွင်ကျွန်တော်တို့အခုလာမဲ့ရသည်အတွင်မှာဒီကွင်းလေတယောက်ကိုမရရအောင်ခေါ်ရင်ခေါ်မခေါ်ရင်ညီပြအံမိုးရင်းကတော့ကြောင်းရတော့မယ်အာဟုတ်တယ်တာတကယ်ပဲကျွန်တော်ကညီပြအံမိုးရင်းရဲ့ဘတ်တော်သားတယောက်တော့သို့ပေမဲ့ကြောင်းရတော့မယ်ဘာဖြစ်လို့လဲကျွန်တော်တို့မှာကွင်းလေမရှိပဲနဲ့တိုက်စစ်ကဘယ်ကွင်းလေမကောင်းပဲနဲ့တိုက်စစ်ဘယ်တိုက်စစ်ကကိုယ်အတွင်းမတော့ဟမ် ကွင်းလေမကောင်းရင်ဘယ်တိုက်စစ်ကဂိုးသွင်းနိုင်လို့တော့အတင်းတင်းမှာကွင်းလေမကောင်းတဲ့အတင်းတင်းကဂိုးသွင်းနိုင်လို့လားကဘာကောင်းဆုံးတိုက်စစ်ကိုခေါ်လာအောင်အဲ့တိုက်စစ်ကကွင်းလေမကောင်းရင်ဂိုးသွင်းနိုင်မလားဂိုးရရှိနိုင်မလားအဲ့တော့ကျွန်တော်တို့အခု Manchester United ရဲ့အဓိကဖြစ်နေတဲ့ပြဿနာကတော့ကွင်းလေတနေရပေါ့ဗျာဒီကွင်းလေတနေရထဲမှာကျွန်တော်တခါတည်းပဲပြောလိုက်မယ် ဒီဒီနှစ်ရာသီအတွက်ကျွန်တော်တို့နီးပြအမိုရင်လိုချင်တဲ့ဒီကွင်းလေးနေရာမှာအခုလက်ရှိချိန်မန်ချက်စတာယူနိုက်တက်မှာရှိနေတာကတယောက်ပဲရှိတယ်အဲ့ဒီပြအမ်မိုရင်လိုချင်တဲ့ကွင်းလင်နေရာမှာအဓိကအခုရှိနေတာလက်ရှိတယောက်ပဲရှိတယ်အဲ့ဒါကကစ်ကြီးပဲကာလောကက်စမီရိုတယောက်ပဲရှိတယ်အဲ့ဒီနေရာမှာကောင်းကောင်းစော့နိုင်တာနေပြအမ်မိုရင်ရဲ့ဗဇာကွဲနဲ့နီးပြအမ်မိုရင်ရဲ့လိုချင်တဲ့အနေထားကိုကောင်းကောင်းအကောင်းဆုံးစော့နိုင်တာဒီကက်စမီရိုကြီးတယောက်ပဲရှိတယ် เนาะကဲရှင်မီရိုကြီးမပါတဲ့ပွဲဆိုလို့ရှိရင်တိုင်ပတ်မှာပဲအမြဲတမ်းတိုင်ပတ်နေဦးမှာအခုလဲရှုံးသွားပြီနောက်လဲရှုံးမှာကဲရှင်မီရိုကြီးမပိုင်ကဲရှင်မီရိုရဲ့နေရာကို swap နိုင်တဲ့လူတယောက်မှမရှိဘူးဘုန်းတော်ခိုင်းတယ်လည်းမဆော့နိုင်ဘူးဦးကတဲ့အဝေးကြီးမိုင်းတို့ကိုသွင်းဖို့ပဲစဉ်းစားနေတာအဲ့တော့ကျော်ရိုမန်ချက်စတာယူနိုက်တက်မှာအခု เนาะအရေးပါဆုံးကစားသမားဖြစ်နေတဲ့ Gaismuroji ကိုတောင်းပြောမြောက်ပြောတွေလှိမ့်မပြောကြနဲ့တော့ Gaismuroji ရဲ့ဒီအတီမှာအတိကအရေးပါဆုံးကစားသမားတစ်ယောက်ဖြစ်နေပြီအသက်က33နှစ်ကြီးပြပြင်သူနာအတင်းထဲမှာအကြီးဆုံးဆိုပေမဲ့အခုအချိန်မှာလက်ရှိအချိန်ကြီးတော့ Gaismuroji မဖြစ် Gaismuroji မပါဘူး Gaismuroji မချိဘူးဆိုလို့ရှိရင် Manchester United တင်းရတိုင်ပိုက်အောင်မှာပဲပွဲတိုင်းတိုင်ပတ်နိုင်အောင်မှာ ဲ့တော့အဲ့ဒီကွင်းလင်းနေရာကိုကျွန်တော်တို့ Manchester United ဒီဆောင်းရတီမှာလာလာချင်းဒါလူဝေလို့ရတယ်ဆိုတာနဲ့အဲ့ဒီကွင်းလင်းတရားကိုခေါ်ရင်ခေါ်မခေါ်ရင်ရှေ့ဆက်ပြီးတော့နီးပြပြုတ်ပြုတ်ဘယ်သူပဲပြုတ်ကိုဘာပဲဟာဘာပဲလှုပ်လှုပ် Manchester United ကတော့ဒီတိုင်းပဲရှိနေမှာပဲတော်ဖိုးတွေတော်တရီဘာဖြစ်တယ်ညာဖြစ်တယ်မမှန်းနဲ့ဘာမှတိုင်းမစင်ရဘူးစူတောင်းတော့အဲ့ဒီကွင်းလေတယောက်ကိုမဖြည့်ပေးခဲ့ဘူးဆိုလို့ရှိရင် ဒါနီးပြနဲ့မဆိုင်ဘူးနော်နီးပြအမှုတွေလောက်ထားတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်မှာဒီကွင်းလည်းနေရာကိုဒီပြအန်မိုရီလိုချင်တဲ့ကွင်းလည်းနေရာကိုနော်အမြန်ဆုံးအတင်းဘက်ကဖြစ်ပေးဖို့တော့လိုအပ်နေပြီလို့ကျွန်တော်ကတော့ထင်တယ်ဒါကတော့ဘာတွေမှားနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ဒါမှနေတာတွေကိုကျွန်တော်မြင်သလောက်လေးကိုပြောပြတာပေါ့ဗျာနောက်တစ်ခုကတော်တော်မန်ချက်စတာယူနိုက်တက်မှာယုံကြည်စိတ်ရှာရတဲ့ဂိုးသမားဘယ်သူလဲဘယ်သူလဲအထက်ပိုင်းရလားအခုမှခေါ်ရတဲ့ဆန်နီလမ်းမန်းလားမြင်တော့မမြင်ဘူးသေးဘူးတယောက်မှပုံဝင်မြင်ဘူးတာကိုမပြောဘူးကစားတာကိုမြင်ဘူးတာကိုပြောတာကစားတာကိုဘယ်သူမှမမြင်ဘူး တုံဟိတုံဤတုံးလာတုံဟိတုံဤလည်းမတုံဝါအရင်ဆုံးဇာသမာကြီးတုံဟိတုံဤလည်းမတုံဘူးအဲ့တော့တော်တော်မက်ဆေ့ချ်တိုင်းနဲ့တည်းမှာအခုဘိုးသမားကဘယ်သူတော့အဲ့တော့အခုနေပြအမောရင်တုံးနေတဲ့အထိုက်ပိုင်တရားလားအစံနီလမ်းမလားတုံဟိတုံလားအခုမက်ဆေ့ချ်တိုင်းနဲ့တည်းရတာတိကျသိချင်တဲ့ဘိုးသမားတယောက်ကဘယ်သူလဲ အဲဘာတွေမှားနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်တဲ့အမှားအဲ့ဒါပဲအခုချိန်ဒီအိုက်ကိုသမားလည်းမှားနေတော့မယ်လိုအပ်နေတဲ့ကွင်းလေးလည်းမှားနေတော့ပဲဟောယုံထောင်ကြောင်မိတိုက်စစ်ကဂုံမရလို့တိုက်စစ်ကိုဝယ်ပြီးတော့အားဖြည့်လိုက်တယ်ကွင်းလေးလှုပ်လှုပ်အားမရှိတဲ့ကွင်းလေးလုံမလုံပင်နဲ့ဘယ်တိုက်စစ်ကဂိုးသွင်းနိုင်မှာလဲယုံထောင်ကြောင်မိတာပြောပါတယ်အဲ့တော့ ကျွန်တော်မန်ချက်စတာယူနိုက်တက်ကပြည်သက်တွေကဒါနိုင်ပွေးတွေလိုချင်တယ်ညှော်တယ်တပတ်တပတ်ကိုညှော်တယ်အခုရသည်တပတ်တပတ်ကိုညှော်စရာပွဲလဲအများကြီးမရှိပါဘူးပရီးမီးယားလိတပွဲမှော်အဲ့ဒါလေးကိုချုံသွားရင်တော့ကလေးတွေဖြည့်ပြီးတော့အဲ့တပတ်လုံးကြော်ဖျက်နောက်တပတ်တပွဲကန်ကျွန်တော်တို့ပြည်သက်တွေအနေနဲ့လည်းတော်တော်တနာဖို့ကောင်းပါလေကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ပြည်သက်လောက်ရတာအဲ့တော့ အဓိကပြောချင်တာပါဗျာကျွန်တော်တို့ Manchester United အသင်းမှာဘာဒီမှနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ခုနပြောခဲ့တဲ့ဒါလွဲနေတဲ့ကွင်းလေနေရာကိုမဖြစ်ခဲ့တာမှားတယ်။ရုံဆောင်ကြောင်မိအကွက်တွေလောက်ခဲ့တာပေါ့ဗျာတိုက်စစ်ကိုကိုမရဘူးဆိုပြီးတော့တိုက်စစ်ကိုပဲအတဲတန်ဖြစ်ပြီးတော့လွဲနေတဲ့ဒီကွင်းလေပေါ့ကြီးဟောင်းလောင်းကြီးကြာခဲ့တာဒါကျွန်တော်တို့ Manchester United ကမှားနေတဲ့ချက်နော် နောက်တစ်ချက်လောင်းမယ်ကျွန်တော်တို့ Manchester United မှာအခုလက်တွေ့ကြုံတွေ့နေရတဲ့ဒါကိုသမပြဿနာကျွန်တော်တို့ Manchester United ကိုသမဘသူလဲအခုလက်ရှိချိန်ထိရေရသေးရမရှိတဲ့ပြဿနာဒါတော့မှားနေတာပေါ့ဗျာဒါလည်းမှားတစ်ခုပဲဒါကတော့ကျွန်တော်မြင်တွေ့ရသလောက်ပေါ့နော်ကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဘာတွေမှားနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တိတလောက်လေးမြင်တလောက်လေးဆွေးနွေးတင်ပြခဲ့တာပါအားလုံးကိုကျေးဇူးတင်ပါတယ် Manchester United ပရိသတ်များအားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ